အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာဂရန်လက်နက်ကင်တူဘုံ KNU ရဲ့ရေးဆောင်မြက်ကိုတောင်မလောကအပြီးဖြတ်တောက်ပြီလားစတဲ့အကြောင်းကိုပြောပြလာတဲ့ကိုထူးမောင်ရဲ့ဗီဒီယိုကိုပြန်လည်မျှဝေ ပြလိုက်ပါရခင်ဗျာ ပါတယ်။ပြည်ပြည်နယ်မှာရှိနေတဲ့နှစ်ချွတ်ကရင်လက်နက်ကန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ရဲ့အဓိကခြေတောင်းမြစ်ဖြစ်နေတဲ့ဒီမထော်စလီကျေးရွာအနီးက KK Pack ကိုတမရော်ကဝင်ရောက်စီးနင်းခဲ့တာပြီးခဲ့တဲ့အောက်တိုဘာလကပဲဖြစ်ပါတယ်။အောက်တိုဘာတတိယပတ်ထဲမှာ KK Pack ကိုတမရော်နဲ့ဒီမူလ PG ရဲ့မူလ DKP အဖွဲ့ကစီးနင်းပြီးတော့တင်ပိုက်ခဲ့တာဖြစ်ပါတယ်။ခဲ့ပြီးတဲ့နောက်မှာပဲဒီကရင်လက်နက်ကန်တပုံ KNU ကပြည်စိုးခွင့်ရဆော့တော်နီဖြစ်တဲ့ဆော့ကွယ်ထိုးဝင်းတို့ကတော့ဒီကြားဖြန့်လုပ်ငန်းက KNU နဲ့လုံးဝမပတ်သက်ဘူးဆိုတာမျိုးအခုချိန်ထိပြောင်းလဲမြောက်ကြညှင်းဆုံနေစေဖြစ်တယ်လို့ KNU ရဲ့အတုံးချကန်နေဖြစ်နေတဲ့ NUG လောက်ကန်ပ PDF နောက်ပြီးတော့ KNL KDL PDF အဖွဲ့အများပြားကလည်းမေထော်သလိဒေတာတွေမှာဝင်ရောက်ခေါ်အောင်တာတွေလည်းရှိနေတယ်။မေထော်သလိရဲ့တောင်ဘက်မှာရှိနေတဲ့ဒီဖလူးနဲ့မင်းလက်ပံဒေတာတွေမှာလည်းဝင်ရောက်ခေါ်အောင်မှုတွေရှိနေစေပဲဖြစ်ပါတယ်။တမတော်ကလက်ရှိမြောက်ပြည်ကော့ကရိတ်လမ်းမကြီးကိုထိန်းချုပ်ပြီးတဲ့နောက်မြောက်ပြည်မြို့ရဲ့တောင်ဘက်ချမ်းမှာရှိနေတဲ့အကျံဖက်သမားတွေစုဖွဲ့နေရတွေကိုအင်ဂျင်ရှင်တွေရဲ့ဆောင်ရွက်မှုတွေလည်းပြုလုပ်နေတယ်လို့အကျံဖက်သမားတွေဖြစ်တဲ့ KNU ရဲ့ရေတောက်မြစ်ကိုလည်းဖျက်တောက်လျက်ရှိပါတယ်။ အဲ့ဒီတော့ဒီမက်ထိုသလေးဒေတာအနီးမှာတိစောက်ထားတဲ့ KK back ဧကအားဖြင့်ဧက900ကျော်ခတာ130ရှိတယ်ဒီကြမ်းလုပ်ငန်းတွေအခြေစိုက်ရနေရာမှာရှိတဲ့အဆောက်အဦတွေကိုတက်မလို့ကမိုင်းခွဲဖြတ်စည်းတာတွေဖြုတ်ဖြတ်တာတွေပြုလုပ်နေရှိပါတယ်ဒီ KK back လို့ခေါ်တဲ့ကြမ်းလုပ်ငန်းတွေအဓိကရှိနေတဲ့နေရာလေရင်လက်နက်ကန်တဘော KNU ရဲ့ရေတောင်းမြစ်ဖြစ်နေတဲ့နေရာကိုတက်မလို့ကဝင်ရောက်ပြီးတော့ဖြတ်စည်းနေတာပဲဖြစ်ပါတယ်ဒီကြမ်းလုပ်ငန်းတွေလုပ်ကန်နေတဲ့ KK back ထဲမှာဆိုရင်ကရင်လက်နက်ကန်တဘော KNU နဲ့အကျိုးတူစီးပွားရေးတွေလှုပ်ဆောင်နေတယ်နောက်ပြီးတော့ထိုင်းနိုင်ငံဘက်ကဒီစီးပွားရေးလုပ်ငန်းရှင်တွေ ဒီစောက်လုပ်ရေးလုပ်ငန်းတွေနဲ့ပူပေါင်းပြီးတော့အကျိုးတူဆောင်ရွက်နေကြတာဖြစ်ပါတယ်။လက်ရှိ KK Pack ရဲ့ဒီ area A က900ကျော်ထဲမှာအစာအုပ်ပေါင်း148လုံးရှိပြီးတော့အဲ့ဒီအစာအုပ်ပေါင်း148လုံးကိုဒီနေ့နိုဝင်ဘာ9ရက်နေ့အထိ ဒီဖြိုချဖြည့်ဆည်းခဲ့တာကအလုံးကြီးတရားကျော်သားတွေဖြစ်ပါတယ်။မနေ့ကနိုဝင်ဘာ၈ရက်နေ့ဒီအစာအုပ်ပေါင်းတရားတလုံးကိုဖြိုချဖြည့်ဆည်းခဲ့ပြီးဖြစ်ပြီးတော့ဒီနေ့နိုဝင်ဘာ၉ရက်နေ့မနေ့ပိုင်းရရှိတဲ့တည်င်းအရာတော့နောက်ထပ်တရားမဝင်ဆောက်လုပ်ထားတဲ့ကိုတော်တလုံးကိုထပ်မံပြီးတော့ဖြိုချဖြည့်ဆည်းခဲ့တယ်လို့သိရပါတယ်။လက်ရှိဒီတက်ကေကေဘက်ကတမလို့ကထိန်းချုပ်ပြီးတဲ့နောက်တရားမဝင်ဆောက်လုပ်ထားတဲ့အစာအုပ်တွေဒီမြို့ပြစီမံကိန်းအမိခံထားတဲ့ တရားမဝင်လောင်းကစားမှုတွေ online လိမ်လည်မှုတွေပြုလုပ်နေတဲ့နေရာကအစအဝေးကိုမိုင်းခွဲဖြတ်စည်းတာတွေဆက်ရံနေရာတွေအသုံးပြုပြီးတော့ထွက်ချဖြတ်စည်းတာတွေပြုလုပ်နေရရှိပါတယ်။ဒါအပြင်အခုဒီမြောက်ဒီဒေတာအတွင်းမှာသူ့ဖက်လှုပ်ရှားနေတဲ့ KNL နဲ့ KNU ရဲ့အတုံးချကန်ဖြစ်နေတဲ့အဖွဲ့တွေက KK ဘက်ကိုဘုံကျဲပြပါလားဆိုပြီးစိန်ခေါ်တာတွေလည်းပြုလုပ်ခဲ့ပါတယ်။တကယ်လည်းတမောကဘုံကျဲရုံတာမှာကီယေဘက်ထဲမှာရှိနေတဲ့တရားမဝင်လောင်းစားလုံးကင်နေတဲ့နေရာတွေကြားဖြတ်လုံးကလုံးကင်နေတဲ့အစော်တွေအားလုံးကိုမိုင်းခွဲဖြတ်စည်းခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းမိုင်းခွဲဖြက်စီးသွားမှာဖြစ်ပါတယ်တမတော်ကဒီမက်ထိုဇလေးရွာအနီးမှာရှိနေတဲ့ KK ဘက်ကိုမိုင်းခွဲဖြက်စီးတာတွေပြုလုပ်ခဲ့တဲ့အတွက်ဒီဘက်ကဒီအစတွေအစနတွေမိုင်းခွဲဖြက်စီးမှုတွေကြောင့်တောင်းရင်းမြစ်ကိုကျော်ပြီးတော့ထိုင်းနိုင်ငံဘက်ထိလွင့်ဆင်လာတယ်ဆိုတော့ဒီသတင်းတွေကိုလည်းထိုင်းနိုင်ငံဘက်ကသတင်းမီဒီယာတွေမှာဖော်ပြနေတာတွေလည်းတွေ့ရပါတယ်ဆိုတော့ဒီကြားဖြတ်လုပ်ငန်းတွေလောက်ကနေတဲ့ကရင်လက်နက်ကန်တပုံ KNU ကနောက်ွယ်ကလည်းဒီကြားဖြတ်လုပ်ငန်းတွေမှာ share တွေဝင်ထားတယ်ကြားဖြတ်လုပ်ငန်းတွေလှုပ်ဆောင်မှုတွေဒီတရားမှုအစအဦးတွေစောက်လုပ်တဲ့အချိန်မှာလည်းစောက်လုပ်ရေလုပ်ငန်းတွေမှာ share တွေဝင်ထားတာရှိတယ်လို့လဝကြီးအုပ်ထားတာတွေလည်းရှိတယ်ဒါအပြင် ကြားပြတ်လုပ်ငန်းတွေကိုလုံခြုံရေးအကောက်အွယ်ပေးဖို့အတွက်တလတလကိုလုံခြုံရေးချင်းဘက်9သိန်းကနေ10သိန်းအထိရရှိကြပြီးတော့ကရင်လက်နက်ကင်သဘော KNU ရဲ့ရေတောင်းမြစ်ကဒီကနေရရှိနေတယ်ကရင်လက်နက်ကင်သဘော KNU ရဲ့အကျိုးစီးပွားတွေကလည်းဒီကြားပြတ်လုပ်ငန်းတွေကလည်းရရှိနေတာဖြစ်ပါတယ်တကယ်တော့ဒီတောင်းရင်းမြစ်တကြောမှာကရင်လက်နက်ကင်သဘော KNU တဖွဲ့ရဲ့သမဂ္ဂ DGPA ကအဖွဲ့တွေနောက်ပြီးတော့ BGF အမေရိကန်စွဲချက်သူဦးဆောင်တဲ့အဖွဲ့တွေရဲ့ကြားဖြတ်လုပ်ငန်းတွေလည်းအများကြီးရှိပါသေးတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီနှစ်ကုန်ပိုင်းလောက်ကစပြီးတော့တရုတ်နိုင်ငံကဇင်ယော operation အနေနဲ့ကြားဖြတ်တွေကိုနေနေမှုပြုလုပ်ခဲ့တဲ့အချိန် DGPA နဲ့ BGF ကော် GNI ဘက်ကအဖွဲ့တွေကဒီကြားဖြတ်မှာလာရောက်ရှိနေတယ်။အတင်းအဓမ္မဒီရောင်းစားခံရတာတွေအတင်းအဓမ္မရောက်ရှိလာတာတွေလင်းလေလေပြခံရပြီးတော့ရောက်ရှိလာတဲ့သူတွေနိုင်ငံပေါင်း20ကျော်ကနိုင်ငံသားပေါင်း1000နီးပါးကိုပြန်လည်လွှဲပြောင်းပေးရခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်တော့ကရင်လက်နက်ကိုင်တပုံ KNU ကအေးလူလူနဲ့ကြားဖြတ်နှိမ်နှင်းရင်းမှာခါလုံးကျွတ်ဂွင်းလုံးကျွတ်လွတ်နေခဲ့တာလည်းရှိပါတယ်။ဒါပေမဲ့ခုချိန်မှာတော့ဒီကရင်လက်နက်ကိုင်တပုံ KNU ရဲ့မက်ထော်ဒလစ်ဒေသမှာရှိတဲ့ကြားဖြတ်လုပ်ငန်းရဲ့တကယ်စစ်မှန်နေတာဖြစ်တာကြောင့်အပုံနဲ့တွေကတထောင်ထောင်ထွက်လာတယ်။တက်မော်ကလည်းနေမီရှင်လေးဆောင်ရွက်တာတွေပြုတ်လုံနေတယ်လို့တစ်ဖက်က NUG ပြည်ပြည်အုပ်စုတွေအသုံးချခံ PDF တွေကိုလက်နက်တပ်ဆင်ရေးအတွက်ရရှိနေတဲ့အခွန်အခတွေပြည်ရင်လက်နက်ကိုင်တပုံ KNU ရဲ့ကော့တူးလေနိုင်ငံထူထောင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုတွေရဲ့နောက်ဆက်တွဲမှာ ဒီလိုမျိုးတရားမဝင်လုပ်ငန်းတွေတရားမဝင်ဒီလောင်းကစားမှုတွေနောက်ပြီးတော့နေဆက်ဖြတ်ကျော်လူကုန်ကူးမှုတွေကိုကျူးလွန်နေတာကနေရရှိနေတာဖြစ်တဲ့အတွက်နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့တရှင်ပေးလျက်ရှိပါတယ်ဆိုတော့ဒီနေ့နိုဝင်ဘာ9ရက်နေ့ထိသရင်လက်နက်ကိုင်တဘုံ KNU ထင်းချုပ်ထားတဲ့မြဝိမျိုးရဲ့တောင်ဘက် မက်ထော်ဒလီကြေးရွာအနီးမှာရှိနေတဲ့ဧက9ရက်အတွင်းကရှိတဲ့အဆောက်အဦတွေကိုနေ့စဉ်နဲ့မျှဖြိုချဖျက်ဆီးလျက်ရှိပါတယ်။ဒါကြောင့်မလို့ကရင်လမ်းနဲ့ကန်တမုံ KNU ရဲ့အကြီးပိုင်းစော့ခွေထူးဝင်စော့စေးကဲစော့တာနီတို့အုပ်စုအားလုံးကတော့ခိုင်းဘက်ချမ်းကိုကူပြီးတော့သူတို့ရဲ့အကျိုးစီးပွားတွေရှိနေတဲ့ KK ဘက်ကိုကြည့်ရင်မျက်ရည်တွေကတော့နေ့စဉ်ကြနေကြရမှာဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ဒါကတော့ဒီနေ့နိုဝင်ဘာ9ရက်နေ့အတွက်ကရင်လမ်းနဲ့ကန်တမုံ KNU ရဲ့ရေတောင်းမြစ်ကိုဖြတ်တောက်လိုက်တဲ့အခြေအနေ ်ဖြတ်တော့ခံထားရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကရင်လက်နက်ကိုင်တပုံ KNU ကတော့ NCA ကိုလည်းကြောခိုင်းသွားပြီဖြစ်တယ်။ PDU အုပ်စု NUG နဲ့လည်းပကုံးဖက်ပေါင်းသင်းနေတာတွေဖြစ်တဲ့အတွက်ဒီလိုမျိုးမကောင်းမှုတွေနိုင်ငံတော်နဲ့နိုင်ငံသားတွေပေါ်မှာတစ္ဆာဖောက်နေတဲ့လုပ်ရက်တွေအတွက်အခါစီးခံစားနေရတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းဒီမြန်မာပြည်မှာရှိနေတဲ့တိုင်းသားလက်နက်ကအမိခံထားတဲ့အဖွဲ့တွေနိုင်ငံတော်နဲ့နိုင်ငံသားကိုတက်စာပေါက်မယ်ပြည်တော်စုကနေခွဲထွက်မယ်ဆိုပြီးစိတ်ကူးရင်နေကြတဲ့အဖွဲ့တွေကိုလည်းတက်မတော်ကတောက်လျှောက်ဆိုလို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီအောင်ရသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရစေခင်ဗျာ။